တတ္တဝါတွေထဲမှာကြည်ကြရတဲ့တတ္တလောကကြီးတစ်ခုကိုကြည့်မယ်ဆိုလို့ရှိရင်အမျိုးအစားနဲ့အများဆုံးဆန်းလဲဆန်းကျဲဆုံးဆိုတာဘာတတ္တဝါတွေတော့ဆိုတရိษံတရိษံတတ္တဝါတွေကအဆန်းကျဲဆုံးပဲဒီပြင်မကြည့်နဲ့လေကိုမြင်မှုတဲ့လက်ပြာလေးတွေပဲကြည့်မယ်လက်ပြာတွေကိုလေ့လာပြီးတော့သုတေသနာလုပ်နေတဲ့လူတွေရှိတယ်လက်ပြာရဲ့တောင်ပံလေးတစ်ခုပဲကြည့် ပကြီးဆရာကစိတ်ကူးပြီးတော့ခြေတထားတယ်လို့လိပ်ပြန်လာ။ကာလာအမျိုးမျိုးနဲ့လိပ်ပြန်ရဲ့အတောင်လေးတွေဟာအမတန်မဆန်းကျင်ဘူး။ဒါလိပ်ပြန်တဲ့လားလို့ဆိုမဟုတ်ဒီပြင်တတ္တဝါတွေလည်းကြည့်ဆန်းကျင်တာတွေအများကြီးပဲ။ငားတွေကြည့်ရလားငားတွေထဲမှာလည်းငားကိုအမျိုးစုံပြီးအမတန်ဆန်းကျင်။အယောင်မျိုးစုံ၊ဆင်းမျိုးစုံ၊ပုံတရံမျိုးစုံ။တိရိစ္ဆာန်လောကကြီးဟာအကုန်လုံးမမြင်နိုင်တယ်လို့ပဲအမတန်မဆန်းကျင်တိရိစ္ဆာန်လောကကြီး။ အဲ့ဒီဆိုလောကကြီးဒီလိုအခုလို့ဆန်းကျယ်နေရတာဘယ်သူကလှုပ်တာတုံးဆိုတော့စိတ်အခြေခံနဲ့ကံကံနေလှုပ်သွားတာလို့ဒီလိုမျိုးဆိုပြအဲ့ဒီဆန်းနေဆန်းကျယ်တာတဲ့အဲ့ဒီလိုဆန်းကျယ်တဲ့ဘဝရောက်အစေတတ်တဲ့စိတ်ကပို့ပြီးတော့ဆန်းကျယ်နေဒါချင်းလက်ပြလေးတကောင်ဟာဟိုဘဝတုန်းကနေပြီးတော့ငါကလက်ပြအ내ကလေးနဲ့အဝါလေးနဲ့ ကြပြီးတော့ဒီဇိုင်းလေးကဘယ်လိုဆိုပြီးတော့ကိုကြိုက်တဲ့ဒီဇိုင်းကိုဆူတောင်းယူရလားလို့မေးချင်ရှိလူတွေရောအဲ့ဒီလိုကိုကြိုက်တဲ့ဒီဇိုင်းကိုဆူတောင်းတာဟုတ်ကြလားမသိနော်လူတွေရဲ့ဒီဇိုင်းကတူတူပဲလေညနာအနေထားလိုက်ကြည့်ရင်ဒီဇိုင်းတော့တူတယ်သို့တော်လည်းနှာခေါင်းချွန်တာနှာခေါင်းပြားတာရှိတယ်ပေါ့နှရွက်ကြီးတာနှရွက်သေးတာရှိတယ်မျိုးလုံးကျယ်တာကျဉ်းတာရှိတယ်မျက်ခုံးထူတာနဲ့ပါတာဒီလိုတော့ဒီဇိုင်းတော့ပြောင်းမှာ သူတို့ပုံသဏ္ဍာန်အတူတူလေလူဆိုတာလေအဲ့ဒါတွေကတမင်စုတောင်းယူတာလားလို့ဆိုမဟုတ်ဘူးတိရစ္ဆာန်မှာလည်းအယောင်တွေကတမင်စုတောင်းယူတာလားဆိုမဟုတ်ဘူးလေဒါဖြင့်သူတို့စံကြဲတာဟာဘာကြောင့်စံကြဲတာလို့ဆိုယောနိတဲ့အမျိုးဆိုင်ရဲ့စံကြဲမှုလို့ပြောတာတိရစ္ဆာန်တွေရဲ့စံကြဲမှုဒါမှမဟုတ်ယောနိသိတ်သောစိတ်တပါဘ စိတ်ဓာတ်ဘာဝဆန်းကျင်တဲ့အခြေအနေကြီးတစ်ခုဟာယောနိတိတ်တော်ယောနိဆိုတဲ့အမျိုးအစားကြောင့်ဖြစ်တာလူဆိုရင်လူမျိုးပေါ့ယောနိဆိုတာလူမျိုးနဲ့ဆိုရင်လူမျိုးမြောင်မျိုးနဲ့ဆိုရင်မြောင်မျိုးမြောင်တေကလည်းတော်တော်ထူးဆန်းတာတချို့မြောင်တေကအမလေးမျက်နာကသူကအဖြူရောင်နဲ့ရှိသေးတယ်နှာခေါင်းအချွန်အတွဲကြီးနဲ့မြောင်မျိုးတွေလည်းရှိသေးတယ်မြောင်တော်တော်ဆုံးအောင်မြင်ဘူးရင်တော့မြောင်ကလည်းတော်တော်ထူးဆန်းတယ် နှကမ်းမွေးအဖြူနဲ့မြောက်လဲရှိတယ်နော်ဟိုမလေးရှားမှာဆိုရင်မြောက်အနီကြီးတွေရှိတယ်အမွေးကအနီကြီးတွေလူနဲ့တော်တော်တူတယ်တချို့မျက်နှာကတော်တော်လေးဟိုလူသရံလိုလိုမျက်နှာခါချောချောမြောက်ကြီးတွေလည်းရှိအမျိုးကိုစုံနေတာပဲအဲ့တော့အဲ့ဒါတွေကတမင်စုတောင်းယူရလားဆိုတော့မဟုတ်ဘူးတဲ့ယောနိတိတ်တာ မျိုးယိုးလိုက်တယ်လို့ပြောတာပေါ့လူတွေမှလည်းမျိုးယိုးလိုက်တာဟုတ်တယ်လေ လူတွေမှာလည်းပဲ Chinese ဆိုရင်တော့ Chinese မျိုးယူလိုက်သွားတာ Foreigner တွေနောက်တိုင်းကလူတွေဆိုဥရောပ European တွေဆိုရင်သူတို့ရဲ့မျိုးယူလိုက်သွားတာဗမာတွေကဗမာမျိုးယူကလားတွေကကလားမျိုးယူလိုက်သွားမျိုးယူလိုက်ပြီးတော့အသားအရောင်လည်းပဲကွဲသွားတယ်ပုံသဏ္ဍာန်တွေလည်းကွဲလာဒါမျိုးယူနဲ့ဆိုင်တယ်လို့ပြောတာဒီအမေကမွေးရင်ဒီရုပ်ကလေးထွက်လာဒီအမေဖေနဲ့လာသဏ္ဍာန်တူတဲ့ရုပ်ထွက်လာအဲ့ဒါကိုယောနိလို့ပြောတာနော် ယောနိတိတ်တော်စိတ်တပါဘောအဲ့တော့ဆန်းကျင်မှုကယောနိကြောင့်ဖြစ်တာလို့ဆိုတော့ဒါပြင်ယောနိရဲ့အကြောင်းကဘာတော့အခုလိုယောနိအမျိုးအနွယ်ဖြစ်သွားတာလူကြောင့်လို့ဆိုရင်ကမ္မတိတ်တာယောနိယောနိကြောင့်ကံကြောင့်ဖြစ်တာဒါပြင်အဲ့ဒီကံကဘာကြောင့်ဆန်းကျင်တာလဲဆိုစိတ်ဆန်းကျင်လို့ဆန်းကျင်လူရည်စိတ်ကအလွန်ဆန်းကျင်